ဘုဒ္ဓံတရဏံကိသာမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိမိမိဘဝကိုဓမ္မတန်ခံကိုအနှင်းပြီးတော့ကိုယ်ကိုယ်စိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ် မြတ်စွာဘုရားဟောထားတာဟိုတရားချစ်ဘုရားဘယ်လိုဟောတော့ရေကေစီဗုဒ္ဓံတရဏံကတာတိနာတိကမိတ်တန်တိအပါယဘူမိဘုရားတရားတန်ခါယရဏ၃ပါးကိုအလေးအနက်စိတ်ပါလက်ပါဆိုဝိจิตတန်ကြီးဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ ဖះကုံကိုအာယုံပြုပြီးတော့ငါဘုရားဖះကိုအနမ်းပါတယ်ဖះဆုံးမတိုင်းလိုက်တာပါပဲတရားကိုချက်သုံးပါမယ်တန်ဃာတော်တွေဈေးကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုရင်ဒီမုံမြတ်တဲ့စိတ်တက်ကလေးတွေနဲ့ဖះတရားတန်ဃာယရဏသုံးပါးကိုကိုယ်ွက်စိတ်ကချင်းလို့ဆိုတဲ့တရဏဂုံမုံမြတ်တဲ့တရဏဂုံ ။လောကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရား။တရားဓမ္မတဏှာဝဂန်ဒီထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရား။အဲ့ဒါကိုတပွားထုတ်တရား။နည်းနည်းလေးလူတော်အများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့သမတံဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပညာနဲ့သိတာဥဋ္ဌဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်ပါတယ်တရားဆိုတာ တောခါတ္တမြတ်စွာဘုရားသခင်ကိုတော်မြတ်ကိုတော်တိုင်မှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်။ဒါကြောင့်ကိုယ်ကိုသိတာပါ။သုတ်ပတိပန်နောဝတ္တတန်ကုန်အရိယတန်ဃာဟာတကယ်ကိုဖြောင့်မှန်တဲ့အချင်းမှန်ကန်တဲ့အချင်းကိုကျင့်တာဖြစ်ပါတယ်။ဒါကြောင့်တရားကိုကိုယ်ကိုပါတယ်ဆို။ဘုရင်တရဏာကိစ္စမိဓမ္မတရဏာကိစ္စမိတန်ဃာတရဏာကိစ္စမိလို့တရဏေကုန်ကိုအလေးနဲ့ထားဆောက်တည်လိုက်ရင်မြတ်စွာဘုရား နတေကမိတ္တံတိအပါယဘူမိနဲ့အဲ့ဒီပုဂ္ဂိုလ်ဤအပေမကြဘူးလို့